ဒီနေ့အိမ်မှာဖတ်တော့အုတ်ကတ်ချော်လေးလှူစားပါမယ်။ချစ်တော်မိတ်ကြိုက်ထားတာလေးရဲ့ခါကျဲဝူလီးထားတာလေးရဲ့ထည့်ပါမယ်။ခါကျဲဝူကတော့ချင်းနဲ့ချဲရမယ့်ဟောင်းကိုမိပြီးတော့ဒါနဲ့လှီးမိသွားလို့ပါ။ဒါပေမဲ့ဒါလေးကပူစားကောင်းပါရဲ့။ရတာနီနဲ့ကကြတော့ငရဲကောင်းမုံရဲ့တကြားရဲ့မွေးကော်မုံတစ်စုံထည့်ပါမယ်။ပြန်ရွှေလေးပြအကြုံမလို့ထည့်ပါမယ်ရွှေလေးပြအကြုံမလို့ထမင်းစားတစ်စုံပါပဲ ြီးရင်ခရုစီလေးနဲ့နဲ့ထည့်လိုက်ပါမယ်။ရတာလေးလေးလေးပြင်းလေးဖြစ်သွားအောင်ငံပြားလေးထည့်လိုက်ပါမယ်။ပြီးရင်နေလိုက်ပါမယ်။မိတော်တာတစ်ခုကမနေခင်မှာကျုပ်ထည့်ပေးရမှာကျုပ်ထည့်မှနေရမှာဟုနေပြီးမှကျုပ်ထည့်လိုက်ပါတယ်။အားလုံးတမတော်အောင်နေပြီးရင်15မိနစ်လောက်ထားထားပါမယ်။ဖက်ထုတ်ကတော့ကျွန်းချင်းချင်းတော့မထုတ်တတ်ပါဘူး။ကိုထုတ်တတ်တယ်လို့ထုတ်လိုက်ပါတယ်။ဒါဆိုရင်စပြီးကျော်လို့ရပါပြီ။ တုတ်ဖို့မလောက်တော့လို့ဒါလေးတွေရအပိုးလေးတွေပါဒီတော့ဆိုရင်မိသားစု9ယောက်6ယောက်လောက်စားလို့ရပါတယ်စီဝူလာပြီဆိုရင်ဖက်တုတ်လေးတွေထည့်ထားရမယ်ကော်ရီကိုထမင်းစားတစ်စွန်းဖြော်ထားပြီးတော့ဖက်တုတ်လေးမြုပ်တဲ့အထိအပွားနေလောင်းပေးပါမယ်ဖက်တုတ်လေးမမြုပ်ဘူးဆိုရင်အပေါ်ရန်လေးတွေကမာနေတတ်ပါတယ်ဒါဆိုရင်စီလေးနဲ့အောက်မှာအိုးလေးရက်ကတ်နေပြီပေါ့နော်ဒဲနီနဲ့ဆိုတော့နည်းနည်းပါတော့တွန်းလှန်ရပါတယ် ိုင်းကဝယ်ဆောင်ရင်တော့အထက်ကအသားကနည်းနည်းလေးပါပါတယ်ကိုယ့်အိမ်မှာကိုလှုပ်ဆောင်ရင်တော့အသားများဟင်းနဲ့ရမ်းစားလို့ကောင်းပါတယ်ဒီတော့အနေထားဆိုလို့ရှိရင်ဆဲလို့ရပါပြီအပိုင်းလေးကရေးရေးလေးနဲ့ချွတ်ချွတ်လေးနဲ့ရမ်းစားလို့ကောင်းပါလိမ့်ရှင်ဆက်တော့အခုရေအများလာကြောင်းပထမတက်တုပ်ပြီးရင်နောက်တက်တုပ်ကိုထပ်ထည့်ပါမယ်ဒါကတော့နောက်တက်တုပ်ပါရှင်အများကြီးစားရပါလိမ့်ရှင်ရမ်းစားလို့လည်းကောင်းပါတယ်လိုက်လို့စားကြည့်ပါအဆုံးတစ်ချီပေးလို့ကျေးဇူးပါ